BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လင်းချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbcbarmis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှိနိုရှင်လန်းချမ်းကြပါသည်ဒီနေ့နိုမလ23ရက် ွေးနေနေညညကြမ်းတွေ BBC မြန်မာပိုင်းစစ်စနေစတင်နေပါပြီ NG ရဲ့ PDF တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မင်းကင်းလောင်းပြေကျွန်းကရွှေလုတ်ကတ်ကိုစစ်ကောင်ချင်တပ်ကပုံကျဲလို့လူတွေထိခိုက်မှုများတဲ့တွင် Jet Fighter နဲ့လည်းလှုပ်တယ်ပြီးတော့ Gyro Cobra 3စီးနဲ့လည်းအဲတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်လက်ရှိအချိန်ထိထိခိုက်တံရရရှိသူ73ဦးလောက်ရှိတယ်လို့လည်းသိရပါတယ်တခါမိုးကုတ်နဲ့မိုးမိကန်နေတင်းလေးတချို့ထွက်ခွာနေတဲ့တွင် ဒီသတင်းနဲ့တူတခြားသတင်းတွေကိုလည်းမကြခင်နားဆင်ကြမှာပါ ကျွန်တော်ကရင်မာပါခင်ဗျတရင်ငကိုစပြီးတော့အရှင်ခံပြေးတော့ပါတော့မယ်။ရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရေးအတွက်သမ္မတထရမ့်ကအစုပြုထားတဲ့အချက်28ချက်ပါစီစဉ်ကို ယူကရိန်းအမေရိကန်နဲ့ဥရောပနိုင်ငံတွေကကုတလေဒီဂျနီဗာမြို့မှာဆွေးနွေးနေကြပါတယ်။ယူပတ်တမကကော်မရှင်ရဲ့ဥက္ကဋ္ဌအဆူလာဘွန်ဒါလီယန်ကယူကရိန်းရဲ့နေမြေပိုင်ဆိုင်မှုကို အင်အားသုံးပြီးတော့ပြောင်းလဲပစ်လို့မရဘူးလို့ပြောပါတယ်။ဒီအမေရိကန်ရဲ့ဆွေပြုတ်ချက်စီစဉ်မှာယူကရိန်းနေနဲ့နေမြေအများပြားကိုရုရှားစီ လွှဲရမှာတွေ့ ယူကရိန်းရဲ့စစ်တပ်အင်အားကိုရှော့ချမာတွေစတာတွေပောင်းပြီးတော့အဲ့ဒီအမေရိကန်ရဲ့ဆူပြချက်ကိုယူကရိန်းရဲ့ဥရောပမာမိတ်နိုင်ငံတွေကလက်မခံပဲညှဉ်းဆန်းထားပါတယ်။နိုင်ဂျီးရီးယားနိုင်ငံနိုင်ဂျီးပြည်နယ်တွင်ကကက်သလစ်ကျောင်းကျောင်းစာစာသင်ကျောင်းတစ်ခုကနေပြန်ပြီးဆွဲခံခဲ့ရတဲ့ကလေးနဲ့ဝန်ထမ်းစုစုပေါင်း300ကျော်ကိုအနာဘယ်နေကအထုတ်ပြီးတော့လိုက်ရှာနေပါတယ်။ ကျူတမီရောသတိထားတဲ့အနေနဲ့အဲ့ဒီပြည်နယ်ကအကြောင်းနေအလုံးကိုပိတ်ထားဖို့အနာပိုင်တွေကအမိတ်ထုတ်လိုက်ပါတယ်။အရင်သတင်းပတ်အတွင်းကလည်းနိုင်ဂျယ်ပြည်နယ်နဲ့ကပ်ရဲ့ကပီပြည်နယ်မှာအ ਨੇ ဆုံးကျောင်းသူကျောင်းသားလေး25ယောက်ပြန်ပြီးဆွတ်ခံပြီးတော့အခုထိလိုက်ရှာနေကြဆဲပါ။ပြန်ပြီးဆွတ်သူတွေဟာရာဇဝတ်ကိုင်းတွေကဖြစ်ပြီးတော့ပြန်မငွေ တောင်းဖို့အခုလိုလောက်ကြတာလို့ယုံကြည်နေကြပါတယ်။ မြန်မာစစ်ကောင်းဆောင်တွေကထိုင်းနိုင်ငံကအွန်လိုင်းလိလံမှုတွေကိုနှိမ်နှင်းပြီးတော့နိုင်ငံသားအယောက်1600နီးပါးကိုဖမ်းဆီးထားတယ်လို့ပြောပါတယ်မြန်မာနိုင်ငံကနေဆက်ဒေသတွေမှာအွန်လိုင်းလိလံမှုလုပ်ငန်းတွေကပြီးခဲ့တဲ့နှစ်ပတ်နေအတွင်းအထူးကြီးထွားလာကအဲ့ဒီလိလံမှုတွေကြောင့်နိုင်ငံတကာကပြည်သူတွေအနေနဲ့ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးနစ်နာနေကြပါတယ်ဒါဒီကိုမြန်မာစတက်ကအေးမြူပဲလှည့်လည်ရှူထားတယ်ဆိုတော့နိုင်ငံတကာတိုင်းဝမ်ကဆွဆွချက်တွေမြင့်တက်လာခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်ကအခုလိုအွန်လိုင်းလေလံမှုစင်တာတွေကိုနှိမ်နင်းလာတာဖြစ်ပါတယ်2023ခုနှစ်အတွင်းအွန်လိုင်းလေလံမှုတွေကြောင့်အရှိတောင်အာရှနဲ့တောင်အာရှမှာတင်ဆုံးရှုံးရမှုတန်ဖိုးကဒေါ်လာ39ဘီလီယံထိရှိကြောင်းကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်တောင်အာဖရိကနိုင်ငံမှာကျင်းပနေတဲ့ G20 ထိပ်သီးညီလာခံပြီးဆုံးသွားပါပြီအရှေ့နိုင်ငံရဲ့သမ္မတဆူရီရမဖူဆာက ခေါင်းဆောင်တွေရဲ့ကြညာချက်ဟာဘယ်ပေါင်းစုံကစူပေါင်းလှူဆောင်ကြတဲ့စိတ်ထားကိုထပ်ပြီးတော့အားမြင့်ပေးလိုက်တာလို့ပြောပါတယ်။ဂျီတနီညီလာခံကြညာချက်မှာရာသီဥတုပြောင်းလဲရေးကိုရှင်းချရေးစီးပွားရေးမညီမျှမှုတွေကိုဖြစ်ရှင်းရေးစတာတွေကိုထည့်သွင်းထားပါတယ်။အမေရိကန်ကဒီညီလာခံကိုတပိတ်မှောက်ခဲ့ပြီးတော့တောင်အာဖရိကနိုင်ငံဟာဂျီတနီခေါင်းဆောင်မှုကိုလက်နက်လို့အသုံးချခဲ့တယ်လို့ဆိုဆွဲပါတယ်။နောက်နှစ်ကြာရင်အမေရိကန်နိုင်ငံက G20 မှာအလှည့်ကျဥက္ကဋ္ဌဖြစ်ဆောင်ရွက်မှာဖြစ်ပြီးတော့အဲ့ဒီကြာရင်အမှန်တွေကိုပြန်ပြင်မယ်လို့ မြေကင်ကဆိုပါတယ်ပြည်နယ်မှာမိုးရေသတင်းပတ်နဲ့ခြေပြီးတော့ကြီးခဲ့ပြီးတဲ့နောက်နိုင်ငံတော်မှာယကြီးတာတွေမြေပြိုတာတွေဖြစ်ခဲ့ပြီးတော့အခုထိတည်ထားပြီးတဲ့လောက်လူအနည်းဆုံး90ခန့်သေဆုံးခဲ့ကြတယ်လို့ဗီယက်နမ်အစိုးရရရှိတွေကပြောပါတယ်အိနေထောင်နဲ့ခြေပြီးတော့ယကြီးတဲ့တန်ကိုခံခဲ့ရတဲ့ဒက်ကလက်ပြည်နယ်အလဲပိုင်းမှာလူပေါင်း60ကျော်သေဆုံးခဲ့ကြတယ်လို့ဗီယက်နမ်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးကပြောပါတယ် ရေကြီးတဲ့နယ်တွေခီးလမ်းမပေါက်တော့တဲ့ဒေသတွေကလူထုတိုင်းဝမ်တွေကိုအနာပိုင်ကရဟန်းနေသုံးပြီးတော့အကူအညီတွေချပေးနေကြပါတယ်။မြေရှားတပ်တို့လိုရေကြီးတဲ့တပ်တို့တွေတင်သွင်းနေရတဲ့ပေါ်မိခိုလွန်းနေရတာကိုရှော့ချဖို့ဗြိတိန်ဆူရကပြူဟာရေးဆွဲလိုက်ပါတယ်။သူတို့ပြင်းမြေရှားနဲ့ပတ်သက်လို့တရုတ်နိုင်ငံကိုမိခိုနေရတဲ့ပေါ်သူတို့ရှော့ချကြနေတာပါ ဗီတင်အနေနဲ့ရည်ကြည်သက်ထုနဲ့ပတ်သက်လို့2035ခုနှစ်ကြာရင်ဗီတင်လိုအပ်ချက်ရဲ့60%ကနေအောက်ကိုသာနိုင်ငံတစ်ခုတည်းကနေတင်းသွင်းဖို့အခုစစ်စင်ကကြီးမှန်းထားပါတယ်။တက်တန်နဲ့သမောပြတဲ့ကနေပြန်လည်တွေ့ရှိခဲ့တဲ့အိတ်ဆောင်ရွှေနာရီတလုံးကိုအင်္ဂလန်ကလေလံပွဲတစ်ခုမှာဒေါ်လာ2သန်း3သိန်းနဲ့ရောင်းချခဲ့ပါတယ်။ဒီအိတ်ဆောင်နာရီဟာတက်တန်နဲ့မှာပထမတန်းနေရာတွေကစီးနင်းလိုက်ပါခဲ့တဲ့ မစ္စတာအစီဒေါစထရတ်ပိုင်ဆိုင်ခဲ့တဲ့နိုင်ဖြစ်ပါတယ်သူဟာတင်မောနှိမ့်မြဲအရေးဆိုင်ချိန်မှာပထမတန်းကလူတွေကို တခြားတန်းကလူတွေတက်ပူဦးစားပေးပြီးတော့အသက်ငယ်လေးတွေပေါ် တင်ပေးတဲ့နေရာမှာ သူကအဲ့လိုလှုပ်ဆောင်ပေးတာကိုညင်းပယ်ခဲ့သူဖြစ်ပါတယ်သူစနီအိုက်ဒါကလည်းအဲ့လိုညှဉ်းဆန်းခဲ့ပြီးတော့သူခင်မနဲ့အတူလက်ချင်းချိတ်ကတင်မောပေါ်မှာ နေခဲ့ကြပါတယ်သူတို့နှစ်ယောက်လုံးတိုက်တန်းနဲ့နှိမ့်မြဲတဲ့အထက်မှာပါဝင်သွားခဲ့ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ မြို့သားညွေဆွေရအန်ယူဒီလက်ခံဒလိုင်းတပ်ဖွဲ့တွေထင်းချုပ်ထားတဲ့စကိုင်းတိုင်းမင်းကြီးမြို့နယ်တွင်လောင်ပြေကျောင်းကရွှေလုကတ်တွေကိုမနေ့ကစက်ကလေကျောင်းကနေတက်ခတ်ခဲ့တာကြောင့်ဒီဆုံသူတွေနဲ့ပြောဆုံသူတွေတန်းရသူတွေများတယ်လို့သိရပါတယ်ဒီကျောင်းကပူပူကစူးစီးပြပြမှာပါမင်းကြီးမျိုးနဲ့လောင်ပြေကျွန်းကရွှေမျောလုတ်ွက်နေရာတွေကိုမနေ့မွန်လွယ်ပိုင်းကစစ်တပ်ကနေလေကျောင်းကပြစ်ခတ်ခဲ့လို့သေဆုံးသူတယောက်နဲ့ပျောက်ဆုံးသူတွေလည်းရှိနေတယ်ဆိုပြီး ဒေသခံတွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။တန်ရသူကတော့ခဏိထိတရားစင်ကြော်တယ်လို့ဆိုပါတယ်။ထိခိုက်တန်ရသူများတယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရဦးနေဖုံးလက်ကဆိုပါတယ်။ဒီလောင်းပြေရွာရွှေမော်ဟိုဒီလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့လို့သိရပါတယ်။ဒီ Jet Fighter နဲ့လည်းလှုပ်တယ်ပြီးတော့ Gyrocopter 3စီးနဲ့လည်း အဲတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်လက်ရှိအချိန်ဒီထိခိုက်တံရရရှိသူ73ဦးလောက်ရှိတယ်လို့လည်းသိရပါတယ်အဲ့တော့ကျွန်တော်မြန်မာညညရေးဆိုရဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ဒီတာဝန်ရှိသူတွေကကုသမှုတွေဆောင်ရွက်ပေးနေတယ်မင်းကြီးမြို့နယ်တဲ့လောင်းပြေကျွန်းပါဝင်အနောက်တော်အုံနှံဘုတ်ဘင်းရွာစင်ကလေးနဲ့တင်းတော်ရွာတွေဟာချင်းတွင်းမြေရိုးတစ်လျှောက်မှာရှိတဲ့ရွာတွေဖြစ်ပါတယ် လေချောင်းတိုက်ခိုက်ခံရပြီးဒဏ်ရာရှိသူတွေကလည်းကိုယ်အစီအစဉ်နဲ့ကိုယ်ဆေးကုနေရရှိလို့စရင်တိကျမသိရသေးဘူးလို့ပါဖတာဝန်ခံကပြောပါတယ်မင်းကြီးမျိုးနဲ့ပါဖတာဝန်ခံတယောက်ပြောတာကလေရင်တိုက်ခိုက်ပြီးနောက်ဆက်တွဲချစ်နေရတော့ဘေးလွတ်ရအောင်တော့ပြည်သူတွေတိတ်ဆောင်နေကြတယ်ကျွန်တော်တို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့တခြားဒေသခံပြည်သူတွေကနေပြီးတော့စစ်ဘေးရှောင်လာတဲ့ဒီပြည်သူတွေကိုဆော့ဆော့ကူညီပေးနေတာရှိတယ် ဒါရီချက်ဆောင်ရွက်နေပါလေဗျ။တချို့ကတော့ဒီကိုယ့်ရဲ့စီစဉ်နဲ့ကိုသက်ဆိုင်ရာစေတီယုံတွေကိုတွားတဲ့လူနာရရှိတယ်လို့ကျွန်တော်တို့မြို့နယ်စီမံနဲ့တခြားကျွန်တော်တို့နဲ့နှိစက်တဲ့ဒီ energy စေယုံတွေကိုပို့ရတာလည်းရှိတယ်။လက်ရှိအရေးပေါ်လောက်ရမယ့်ခြေနေတွေကိုဆောင်ရွက်နေပြီး Starlink ကိုဒူအင်တာနက်ကိုပါအကန့်အသတ်နဲ့ပိတ်ဖို့စီစဉ်နေတယ်လို့လည်းဆိုပါတယ်။အဲ့ဒီနေရာကို NUG လောက်ခံတော်လှန်ရေးတပ်တွေထိန်းချုပ်ထားပြီးရွှေတူးဖော်ခွင့်ပြုထားတာဆိုပြီးဒီကျောင်းတည်သူတွေကပြောပါတယ်။ ဒေသခံတွေကတော့ရွှေတူးလို့ဖြစ်လာမယ်သဘာဝဘေးအန္တရာယ်နဲ့မြေဆေးအန္တရာယ်တွေကိုစိုးရိမ်လို့ဆိုပြီးအောက်တိုဘာမှာနှစ်ကြိမ်နဲ့နိုဝင်ဘာမှာတစ်ကြိမ်ဆန္ဒပြခဲ့ကြပါတယ်ပါဖားနဲ့နှိဆက်သူတွေကတော့စစ်တပ်ဟာတော်လည်ရေးအင်အားစုတွေရဲ့ဝင်ငွေရလန်းတွေကိုနှီးမျိုးစုံနဲ့ဖျက်တောက်နေသလိုဆန္ဒပြတာတွေကလည်းရိုးသားမှုမရှိဘူးလို့ဝေဖန်နေကြပါတယ်ခင်ဗျာ စတနေဒီနေလို့အပြည့်ရဲ့သဘောတူညီမှုရာမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကနေဆောက်ခါပြီးတော့စစ်တပ်ကိုပြန်ဆွဲပြစ်မှာဖြစ်လို့မင်းညပိုင်းဆက်ပြီးတော့ဒီနေတက်တရားစတင်ဆုတ်ခွာနေပြီးလို့သိရပါတယ်ဒါပေမဲ့အကုန်ထွက်တာမဟုတ်ပဲတခြားတလိုင်းတက်တွေကလည်းအဲ့ဒီနေရာဒီမှာဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်မတ်ရွှေပိုနီကပြောပြမှာပါ မင်းညပိုင်းကစပြီးမိုးကုတ်မြို့တွေကနေ TNL တက်တချို့အစတင်ထွက်ခွာနေတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပေမဲ့အကုန်ထွက်တာမျိုးမဟုတ်ပဲ TNL အပါအဝင်တော်လိုင်းတက်တွေကမိုးကုတ်မြို့အတွင်းအပြင်မှာဆက်ရှိနေတယ်လို့လဲဆိုပါတယ်။တရုတ်ရဲ့ဂျောင်းဝင်မှုနဲ့နှစ်ဖက်အပြစ်ရပြီးမိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးဖို့စစ်တပ်နဲ့သဘောတူခဲ့တာဖြစ်ပါတယ်။အဒီနောက်ပိုင်းလွှဲပြောင်းရေးလုပ်ငန်းစဉ်တွေအတွက်နှစ်မျိုးလုံးသိမ်းချိန်ပတ်ဝန်းခဲ့တဲ့မိုးကုတ်ပါကဖာမိုးကုတ်ပြူဟာနဲ့ MDY PDF အပါအဝင်တော်လိုင်းတက်တွေကို TNL ကတွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့ TNL ကလွှဲပြီးဂျန်နဲ့အဖွဲ့တွေကတော့ထိန်းချုပ်နယ်မြေတွေက ကိုဆက်ကာကွယ်မယ်လို့သာထုတ်ပြန်ထားကြတာပါ TNL တက်တချို့မနေ့ကမိုးကုတ်ကနေစထွက်ခွာနေပြီဆိုတာကြောင့်လက်ရှိမိုးကုတ်မြို့မှာဘလို့အခြေအနေရှိပါသလဲဒေသခံတအူပြောပြတာက 25ရက်နေ့ဆိုလို့ရှင်တော့မြို့ကိုပိတ်ချမယ်လို့တော့သတင်းတွေကြားနေတယ်ပေါ့နော်အဲ့တော့ပိတ်ပြီးမှကြောက်တဲ့လူတွေအကုန်လုံးကရှောင်ကုန်ကြပြီပေါ့နော်ဒီမြို့ကိုမခွာဘူးဆိုရယ်လူလောက်ပဲကြံပြီးတော့လူရည်ရဲ့ဆဲပုံပုံတုံးပုံလောက်ပဲကြံနေတော့တာပေါ့နော်ဖြစ်ဆက်ပါဖြစ်လာမယ်ဆိုတာလည်းမသိဘူးဆိုတော့လေတက်တရတော့ခုထိတွေ့နေရသေးတယ်မြို့ထဲမှာလည်းစစ်စေးဂိတ်တွေရှိနေသေးတယ်ဆိုတော့လေလူတွေကိုဝင်ထွက်ခွင့်ပြုမပြုဆိုတာလည်းမသိကြဘူးပေါ့နော် သဘောတူညီမှုအရာ TNL ဟာစစ်တပ်ကိုမိုးကုတ်မြို့တဲ့အထိလုံခြုံရေးပေးပြီးခေါ်သွင်းလာဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့နှစ်ဖက်လုံးကဒီအပေါ်အတိမပြုထားပါဘူးဒီအပေါ်ချမ်းမြောက်စီရေးနိုင်ငံရေးလေးလာသူတူအုံသက်တာက 因侬啊，古港搭配个垃圾个收宽面，路桥嘞，城侬啊，周边下面的啊嘞，家具面是嘞下里啊死的，他们嘞对比来嘞，检查到古港搭到那挖的都 S S C P 咯，施工是会烂咯，付款带开的啊么死，有人将被碰别嘞碰上便宜咯，施工是垃圾庙古来来嘞会烂嘞。啊过年他呀嘞一路话呗，今年嘞个垃圾路庙古港搭配路，施工是和家具别别都么垮烂咯死人咯，施工是来来冇搞庙他要烂嘛黄咯，啊过年他呀庙边。 ဘက်မှာ TNA လည်းရှိနေတဲ့အနေအထားဆိုတော့စိတ်ချရတဲ့အနေအထားတော့မရှိဘူးလက်ရှိမြေပြင်အခြေအနေကိုတိတိကျကျသိရဖို့ TNA ဘက်ကရော TNA နဲ့အတူမြို့သိမ်းကြီးပာဝင်ခဲ့တဲ့ဒေသခံကာကွယ်ရေးတပ်တွေကိုပါ BBC ကဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်မှုမရရှိခဲ့ပါဘူး TNA နဲ့ပူးပေါင်းတပ်တွေကမန္တလေးတိုင်းမိုးကုံးမြို့ကို2024ခုနှစ်ဇွန်လနောက်ဆုံးအပတ်နဲ့မိုးမိတ်မြို့ကိုတော့2024ခုနှစ်ဇွန်လလောက်ကုန်ပိုင်းတွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်စစ်တပ်ဟာ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့ကစတင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းဆို ်ရှုံးခဲ့တဲ့မြို့တွေကိုပြန်ရဖို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးပြန်ရရှိတာတွေရှိသလိုလေကြောင်းနဲ့ဖိအားပေးပြီးတရုတ်အကူအညီနဲ့လာရှိုးမြို့လိုပဲမတိုက်ဖဲပြန်လဲရယူခဲ့တဲ့မြို့တွေလည်းရှိခဲ့ပါတယ်။မြောက်ရီမြို့နယ်မှာစစ်တပ်နဲ့ဂင်ယူပွန်တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီးတော့အဲ့ဒီတိုက်ပွဲတွေကလက်နက်ကြီးကြီးတွေကြားမှုကြောင့်ထိုင်းဘက်ကလည်းရောက်ခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်အသေးစိတ်ကိုကွန်မြူနတီကပြောပြမှာပါ ိုက်ပွဲတွေပြင်းထန်နေတဲ့မင်းလက်ပံကြည့်ရော်ဟာမြဝတီမြို့နယ်တောက်ဖဲချင်းထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကန်နယ်ဘေးမှာတည်ရှိတာပါပြီးခဲ့တဲ့နိုဝင်ဘာ27ရက်နေ့ကနေစပြီးဒီနေ့မနေ့ပိုင်းအထိတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲတွေအတွင်ပြင်းထန်နေတဲ့လက်နေကြီးကြီးတွေဟာထိုင်းဖဲချင်းကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်သတိပေးတဲ့အနေနဲ့ပြန်လည်ပြစ်ခတ်မှုတွေပြုလုပ်ခဲ့ရတယ်လို့ထိုင်းစစ်တပ်ကနိုဝင်ဘာ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လက်နေကြီးကြီးကြားရောက်ပောက်ခွဲခဲ့တာကြောင့် မက်ကိုကင်းရောရက်ွက်လေးအတွင်နေအိမ်အဆောက်အဦတချို့နဲ့မော်တော်ကားတစ်စီးပျက်စီးခဲ့ရပြီးလူသေဆုံးမှုတော့မရှိဘူးလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ဒေသခံတဦးပြောပြချက်ကိုအသင်စားထုတ်ဖော်ပြထားပါတယ်။တောင်ရင်းမြေဘေးရွာတွေမှာပြစ်နေကြတာဆိုတော့ကြီးကထိုင်းဘက်ကြတာပဲ။22ရက်နေ့ကစပြစ်တာဒီနေ့မနေ့အထိအဲ့နေနေတဲ့ဖြစ်နေတာက အောက်တိုဘာလကလေးကဖြစ်လိုက်သေးလိုက်ငြိမ်လိုက်ရှေ့တူလိုက်ဖြစ်နေတာပဲ။အခုဖြစ်နေတာကအင်ဂျင်မြန်ရွာမင်းလက်ပံရွာ အဲ့ဒီရွာတွေကအဖွဲပေါင်းစုံဝင်ထွက်သွားလာစီရေးလှုပ်ရှားတဲ့လမ်းမိုင်းနေရာကရွာတွေဘယ်သူမှအပိုင်နဲ့မြင်မဟုတ်ဘူးထိုင်းဘက်ကထုတ်ပြန်ကြတဲ့အရာထိုင်းဘက်ကိုကြားရောက်တဲ့လက်နေကြီးကြီးဟာမြန်မာစစ်တပ်ကပြစ်လိုက်တာလို့ဖော်ပြကြပါတယ်တိုက်ပွဲတွေကြောင်းထိုင်းဘက်ကိုရောက်လာကြတဲ့မြန်မာဒုက္ခသည်122ဦးရှိပြီးအဲ့ဒီလူတွေကိုထိုင်းဘက်ကလူသားချင်းစာနာမှုအကူအညီတွေပေးပြီးစောင့်ရှောက်ထားတယ်လို့လည်းထိုင်းစစ်တပ်ကပြောထားပါတယ်အခုရပိုင်း KNU ထင်းရှုံးနေမြေတွေဖြစ်တဲ့ဘလူးဘက်ကို စစ်တပ်ကစစ်ကြောင်းထိုးတာကြောင့် KNL PDF ပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်တာလို့ဒေသခံတွေကပြောပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့နောက်ထပ်မြဝတီမြို့ခံတဦးပြောတာကဘလူးလူးပါတို့ဝလီဘယ်လိုစစ်ကြောင်းထိုးနေတာလဲ။ဒီကြွားဒီဘယ်လိုစစ်ကြောင်းထိုးလဲဆိုတော့သူတို့ကအဖြစ်လက္ခဏာပြီးတော့အကြွားတွေရောပြန်တင်ရလိုက်တော့စစ်ကြောင်းမပေါအောင်ကာရင်နဲ့တိုက်တာလို့ပဲထင်တယ်။ဒီအင်းဒီရောဒန်သူတို့ဆိုမူတိုင်းနေပြီးတော့မကျွတ်လို့မရအောင်သူကလာတာပေါ့အရင်တစ်ခါကသူကနောက်ဆက်သွားလိုက်တယ်အခုတစ်ခါကျတော့ ီရင်နဲ့ပြည်ပြန်နဲ့ပြန်စားတိုင်းနေတဲ့ပုံစံမျိုးဖြစ်လာတယ်တိုက်ပွဲအရှင်တွေတရားဖို့ KNU ပြောခွင့်ရသူဘရိုဇော်ရနီကို BBC ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့အကြောင်းပြန်ဖြေကြားခြင်းမရှိသေးသလိုစစ်တပ်ဘက်ကလည်းတရင်ထုတ်ပြန်တာမရှိသေးပါဘူးအာရှလက်မနဲ့သင်ငယ်ညီနောင်ကိုလည်း KNU နဲ့ပူးပေါင်းတက်တွေတနည်းခန့်အကြာထိန်းချုပ်ထားခဲ့ပေမဲ့လက်ရှိစစ်တပ်ဘက်ကပြန်လည်သိမ့်ပိုက်သွားပြီးနောက်အဲ့ဒီနေရာတွေမှာရောကော်ကရစ်ဘက်မှာပါတိုက်ပွဲတွေနေ့တိုင်းလိုလိုဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။